ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်အတွင်းအချမ်းမဆက်တက်ကဆက်တက်၄ ठी နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေလဲစစ်ကြောင်းထုံးနေတဲ့အတွက်ကြီးရွာ၂၀ကျော်က တောင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလာ16ရက်နေ့မနေ့ပိုင်းကစတင်ပြီးတော့ညောင်မင်းကြီးစခန်းကနေထွက်လာတဲ့အင်အား150လောက်ပါတဲ့အချက်ပါစစ်ခွေးစစ်ကြောင်းဟာစားလင်းကြီးမြို့နယ်မြောက်ဘက်ချမ်းမှာရှိတဲ့မြမဝမ်ပေါအနီးကျွော်များကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအချက်ပါစစ်ခွေးစစ်ကြောင်းဟာမုံရမြို့ပေါ်မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေလာတဲ့အချက်ပါစစ်ခွေးစစ်ကြောင်းဖြစ်ပြီးတော့မနေ့ကညပိုင်းကညောင်မင်းကြီးရဲစခန်းမှာညအိတ်က ဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာကြီးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပြည်သူတချို့ကိုလည်းလမ်းပြအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ဂျေးရွာများကနေအိမ်တွေအတွင်းကိုဝင်းရောက်မှွေနောက်ကရွှေငွေတချို့နဲ့တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းခိုးယူသွားတယ်လို့သိရပါဗျ။အခုလိုအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဝင်းရောက်လာတဲ့အချိန်ကလေးကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်လေးထီနှစ်စီးကစားလင်းကြီးမြို့နယ်အရှိတ်ဘက်ချမ်းမှရှိတဲ့ဂျေးရွာများကို ဘုံးစဲလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတအုပ်လက်နက်ငယ်ထိမှန်ပြီးတော့ဒဏ်ရာရရှိထားကဘုံးကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်သူရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့စစ်ခွေးစစ်ကြောင်းထွက်လာတဲ့အချိန်ကလေးကရွာရီကိုဆက်တက်လေးထီးနဲ့ဘုံဆယ်လုံးကျဲချတိုက်ခိုက်သွားတာပါပြည်သူတအုပ်ကိုတော့လက်နိုင်ငယ်ထိမှန်တယ်လို့သိရပေမဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်သူရှိမရှိကတော့မသိရသေးဘူးလို့ချင်းတွင်းမြေကန်ဘေးကကြေးရွာများတပိတ်စစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီအကြမ်းတ်စစ်ခွေးစစ်ကြောင်းဟာလက်ရှိချိန်မှာလေဒီရွာနဲ့ဆယ်တဲရွာအတွင်းမှာညအိတက်ဆွဲထားပြီးတော့ဘယ်နေရာကိုဆက်လက်ပြီးတော့ထွက်ခွာမယ်ဆိုတာကိုအတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ